တင်ဟကြမယ်ပွဲဦးဗျာတဲ့ကိုရဲလင်းစော်မင်္ဂလာပါဗျချလိချလိနဲ့ဗျာဒီပွဲစဉ်ကြီးကတတော်ဆိုးတဲ့ကစားပုံကြီးဗျတတော်ဆိုးတဲ့ကစားပုံရဲ့အဓိကဒီကာကတ်ကအုံနောက်မပါတော့နောက်ဆုံးဘောလုံးဖြတ်တာကရင်းနေဟာတတာကြီးဟုတ်တယ်အော်ကိုထအကာပြောသလိုပဲရင်းနေဟာတတာကြီးကိုခတ်မအောင်ဘာပြောမှမသိတော့ဘူးတဲ့ဒါရဘာမှန်းမသိကြည့်ရစိတ်ပြတ်ဖို့ကောင်းတဲ့အကူရာကိုမင်းကောင်းလိုက်တာစိတ်ပြတ်ဖို့တဲ့ ဆိုတော့ယင်းထဲမှာကြလိကြလိနေကြဒီဘွဲကစားရတာကျွန်တော်အဲ့လိုမျိုးမဖြစ်ဘူးလီဗာပူးဘွဲကြည့်ကြပါဘောနော်ချိုးတော့ဘွဲစဉ်တွေလည်းရှုံးခဲ့တာတွေရှိပါတယ်ပြီးခဲ့ရသေးရတယ်အဲ့လောက်ကြီးဟိုဘယ်လိုပြောမလဲဟိုဘာဖြစ်ချင်မှန်းမသိရဲ့ကစားကွက်နဲ့ဟိုပလီယာတွေရဲ့မာတီဖန်ရှင်တွေကိုတုံးညနိုင်တုံးနေတယ်နီးပြအာနီစလော့ရဲ့ဒီနေ့ပွဲစဉ်ပေါ့နော်ကျွန်တော်အမြင်ပေါ့နော်ဒါကျွန်တော်ရဲ့ personal အမြင်ပေါ့တော်တော်ကြီးအဆင်မပြေဘူးဗျဝစ်လေပြီတဲ့ ိုင်ဝင်တော့ကျွန်တော်မပြောတော့ဘူးနော်လေဝင်းသားကိုနောက်ကျဘူးလဲဆိုတော့လက်ပြပေါ်မြောက်တဲ့အချိန်နဲ့အကောင်းမကတ်မနေဘူးလေစကန်ဘောတွေလည်းညံ့နေပြာကျွန်တော်တို့ပေးရတဲ့ဂိုးတွေကလေအဲ့လိုခရစ်စတယ်ပဲလေးကိုတပွဲထဲမှာကော်နာကနေပြန်ကြတဲ့စကန်ဘောမထိနိုင်တာကနေပေးရတာရေတူးချင်းလူကတ်မထားတဲ့အနေထားကနေပြီးတော့ရည်ရွယ်ချက်မရှိတဲ့ defending ပတ်တန်ကြီးကဟိုလွဲနေတာကနေပဲပေးလိုက်ရတာကြီးပေါ့နော်အဲ့လိုပုံစံမျိုးကြီးဘာမှဖြစ်ပါဘူးလေဘလို့လေကန်နေမှမသိဘူးလေ ခီအဲဒီဘာယူနိုင်လေးလေးမတွေ့ရကြဘူးချစ်စင်ကိုနိုင်ကျွန်တော်ခီစာကောမန်လေးအရင်များတဲ့အတွက်ပေါ့နော်အရင်ကြော်သွားရင် sorry ပါဗျာဒေါကန်နဲ့ကိုကျွန်တော်လည်းဒေါကန်နဲ့ဗျာဒီပွဲကဟိုဘယ်လိုလဲဟိုနိုင်တော့အဲချီချူးတယ်ရှုံးရင်တော့ဒီပြအပေါ်အပြစ်ပုံချတယ်တော့မဟုတ်ဘူးဗျာဒီနေ့ကပထမပိုင်းမှာတွေရာလေကျွန်တော်တုံ့တပေးခဲ့တယ်လို့ပဲပေါ့နော်နီပြကလစတာရဲ့ရိုးရှင်းတဲ့နီးပြူဟာကိုပဲနီးပြအနီစလော့အနေနဲ့ဒုတိယပိုင်းမှာခြေဖြတ်ဖို့ကြိုးစားတယ်ကြိုးစားတဲ့အနေထားမှာလေအသင်းရဲ့ရှိတ်နဲ့အင်ဂိမ်းပလန်က ဒုတိယပိုင်းမှာလည်း၃မြို့လောက်ပြောင်းနေပေါ့လေခေါနာဘရန်လီထွက်သွားတဲ့နောက်ပိုင်းမှာဆိုဘိုကဖူးဘက်နေရာပြန်ဆင်းရတာမျိုးနဲ့ဖရင်ပောင်ပြန်ရောက်လာတဲ့နေရာမှာဆိုဘိုဒီနမတ်အိတ်အော်တန်းပုံစံပြန်ကစားရတဲ့အနေအထားတွေရဲ့ပိုဇီရှင်ထပ်နေတဲ့ပလေယာတွေကိုကျွန်တော်အများဆုံးအဖြစ်ဒီနေ့ပွဲစဉ်မှာတော့သတိထားမိတယ်ဗျခရစ်စတယ်ဘဲလီရှုံးမွေးကခရစ်စတယ်ဘဲလီပဲမရှိတော့ပါဘူးရှုံးသိလို့ရှုံးတာပဲအများကြီးမကောင်းခဲ့ပါဘူးကိုပိုင်ဟုတ်တယ်ဗျကိုရဏမင်္ဂလာပါဗျကိုခိုင်ဆုပ်ကိုမပြတ်ကိုပြတ်မရှုံးတာပဲကန်ကန်ကောင်းနေတယ် ဆိုတော့အဲ့လိုပုံစံမျိုးပေါ့နော် player တွေအနေနဲ့ကလည်းနီးပြရဲ့ဒီ tactical tactical ဘိုင်းအရာကစားရတာဗျတော်တော်လေးတော့ရှုပ်ထွေးတဲ့ပုံစံမျိုးရှိတယ်ဒီနေ့ပုံစံอ่ะပေါ့နော်ဆိုတော့ချင်းချင်းနဲ့ဟိုဘယ်လိုပြောမလဲဘသူအပြစ်ဖို့อ่ะမှမသိဘူးသိရမလားဟိုဟိုပြောနေတာဗျအရန်ရှုပ်ထွေးတဲ့ပတ်တန်ကြီးနဲ့ကစားဝါဒုတိယပိုင်းမှာပေါ့နော်ပထမပိုင်းမှာကလည်းကျွန်တော်တို့ဘာမှလုပ်လို့မရဘူး individuality မှာကျွန်တော်တို့အားနေပြီးတော့ crystal palace ပဲကောင်းခဲ့တယ်ဒုတိယပိုင်းမှာလည်းကျွန်တော်တို့ဒါ ဒီဒုတိယပိုင်းအစနေပြီးတော့68နဲ့80ဝန်းကျင်လောက်ပဲအသင်းရဲ့တန်ပိုးနဲ့မိုမန်တန်ရှိခဲ့တာမျိုးရှိတယ်။အဲ့ဒီကနေမှထပ်ပြီးတော့ကစားပုံမှာကျသွားတယ်ဗောလေကျသွားပြီးတော့မှကျွန်တော်တို့ဒါလူစားဝင်ကစားသမားဖြစ်တဲ့ဒါအာဖာဘရစ်အာ sorry ခီစာပေါ့နော်ခီစာသွင်းတဲ့အလုံးလေးကနေပြီးကျွန်တော်တို့ဒါကမ်ပတ်နေမှာပြန်နိုင်မလားသွင်းမို့လဲတည်ရင်နဲ့ပြီးမလားပေါ့နော်ပွဲပြီးကဏ္ဍကြီးမှာကျွန်တော်တို့ပေးလိုက်ရတဲ့ဂိုးပေါ့လीဆိုတော့အဲ့ဒါထက်ကျွန်တော်ပြောချင်တာကတော့ Crystal Palace ကတကယ်ကောင်းမွန်ခဲ့တယ်သူတို့ဒီပထမပိုင်းနဲ့ဒုတိယပိုင်းမှာအကောင်းဆုံးသောဒါအာ မစ် defending block ပေါ့နော်မစ် defending block ကတော်တော်လေးအလုံးဖြစ်တာမျိုးရှိတယ်ဗျာကျွန်တော်တို့အနေနဲ့အဲ့အဲ့သူတို့ရဲ့ mid block view ကိုကျွန်တော်တို့မကြော်နိုင်ခဲ့ဘူးပေါ့နော်ကြော်သွားခဲ့တယ်ဆိုလို့ရှိရင်လေသူတို့ရဲ့ defensive pattern ကြီးအကောင်းဆုံးပုံစံမှာရှိတယ်မက်ကူကြီးပေါ့နော်ကျွန်တော်တို့မရလိုက်တာတကယ်လို့စိတ်မကောင်းပါဘူးပဲလေးစင်နောက်ခံစားမှာနော်မက်ကူကြီးရဲ့ဥဆောင်မှုနဲ့ solid ဖြစ်တယ်ဗျာ la quite ရဲ့ကျွန်တော်တို့တစ်ဖက်မှာကျွန်တော်တို့ဒါ mitchell ရို့ပေါ့နော်တကယ်လို့သူတို့ defensive တန်ကတော်တော်လေးကိုကောင်းခဲ့တယ်ပေါ့နော်ဒါမစ်ဘလော့ကနေပြီးတော့ defensive ပုံ defensive လုပ်တယ် interception တွေ recovery လုပ်နေတဲ့ကြားရရပဲ error တက်သွားခဲ့လို့ရှိရင်လည်းနောက်မှ center back ကစားသမားတွေက ready ကို focus လုပ်ထားတဲ့ပုံစံမျိုးပဲတည်လားဆိုတော့ crystal palace ဒီလုံးဝသုံးမှတ်နဲ့ tight တန်တယ်တည်ကြရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပွင့်လင်းပြောတာ crystal palace အသင်းအတွက်မတန်ဘူးလို့ပြောလို့ရတယ်ဒီပွဲကတည်ရမလားအခုလိုမျိုးနိုင်သွားတာ palace ဆိုတာတန်နေပါဦးကျွန်တော်တို့ရွေချက်ပြောက်ဆုံးနေတဲ့ပွဲစဉ်တပွဲဗျာအဲ့လိုပုံစံမျိုးပေါ့နော် နောက်တန်းကလည်းခုနကပြောလို့ second ball တွေလည်းမထိန်းနိုင်ဘူး one versus one ဟို marking နေ man to man marking နေလည်းကျွန်တော်တို့မပေးနိုင်ဘူးပြန်ကြားလာတဲ့ second ball တွေကိုလည်း clearance လုပ်တဲ့အနေထား liverpool လည်းပဲ liverpool မှာရှိတဲ့ player တွေရဲ့ quality နဲ့ဟိုရုံရင်းဆန်ခတ်ဖြတ်ထုတ်ရမယ့်ပုံစံမျိုးတွေပေးလိုက်ရနှစ်ကိုယ်စလုံးကအဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့တော်တော်ကြီးကိုကြလိကြလိနေပြပြောရသည်မလားအဲ့လိုပုံစံမျိုးကြီးပေါ့နော်ပဲလစ်ကိုရှ် ရှင်းနိုင်တာအံ့ဩမိပါတယ်နိုင်နိုင်ကြီးရဟုတ်ကဲ့ဆိုတော့အဲ့လိုပုံစံမျိုးပေါ့နော်ပြီးတော့ရှုပ်ထွေးတဲ့ရှုပ်ထွေးတဲ့ pattern ဆိုတာကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပေါ့လीပထမပိုင်းမှာတွေကနံပါတ်1နဲ့အိတ်ကစားသမားတွေဒီ position ထပ်နေပြီးတော့ final တက်ဆုံနေမှာတဖက်နောက်တန်းကိုကျွန်တော်တို့ကအလုံးလို့ဖို့နေတာကျွန်တော်တို့ကကျွန်တော်တို့ lot ဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့ဒါ position တွေထပ်နေတယ် creator ရိုးဒီလုံးဝပျောက်နေတယ်ဗောလေ creator ရိုးပျောက်နေတဲ့အနေအထားမျိုးတွေပေါ့နော်ဆိုတော့ကောင်းကောင်းလေးတိုက်စစ်ပိုင်းကိုပံ့ပိုးနိုင်စွမ်းမရှိဘူးအဲကစားသမားတွေရဲ့ individual ရဲ့ understanding တွေပျောက်နေတာမျိုးရှိတယ်ဗောနော် understanding တွေပျောက်နေတာမျိုးရှိတယ်ဆိုတော့ number 10နဲ့ center for နဲ့ကျွန်တော်ချိတ်ဆက်လို့မရတဲ့အနေအထားမှာ e set ဒီဘာမှလုပ်လို့မရတဲ့အနေအထားမျိုးတွေတောင်မှနှစ်ဖက်ဒီဘောလုံးမထွက်ဘူးဒုတိယပိုင်းမှာတော့တောင်မှနေရတော့အဲ ဘောလုံးလေးညတော့ထွက်လာသေးတယ်ပေါ့လေတိုးတော်ညာလဲဒါသည် Crystal Palace အသင်းဖြစ်နေတဲ့တဖက်ကျွန်တော်တို့ Liverpool အသင်းရဲ့ level နဲ့ဒီလောက်ပဲကျွန်တော်တို့ base champ လုံးနိုင်နေဆိုတာတော်တော်လေးအားနေတယ်လို့ပြောလို့အားနေဆိုတာထက်ကစားပုံကြီးဒီယူရင်းဆုပ်ပြတ်နေတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဟိုဆိုဘူဖြတ်တင်ပေးတဲ့အလုံးလေးတော်တော်လေးကောင်းနေဒါပေမဲ့ဒီ Florian Bus အနိကပိတ်သွင်းမှာပိတ်သွင်းတဲ့အနေထားမှာလေလိုအပ်ချက်တော်တော်လေးရှိခဲ့တယ်ပေါ့နော် Henderson နေရာယူမှုကောင်းတာလည်းတကြောင် Florian Bus အနေနဲ့ကလည်း အဘောလုံးကိုထိထိမိမိကန်ခွေးမရတာလေတကြောင်ပေါ့နော်အဲ့တလုံးနစ်နာခဲ့တယ်နောက်ထပ်ကကျတော့ကျွန်တော်တို့ဒါဆိုဖို့ကန်တဲ့အလုံးဒီအမူဆာလာအနေနဲ့ပိတ်သွင်းမှုကြိုးစားပြီးမယ်လေဖြတ်ထုတ်တယ်လို့ဖြစ်သွားတယ်ပေါ့နော်ဆိုဖို့ကန်တဲ့အလုံးမှာတကယ်လို့အမူဆာလာနဲ့မထီဘူးဆိုရင်တော့အဲ့ဂိုးကကျွန်တော်တို့ဒါဂိုးသွားနိုင်တဲ့အနေအထားမျိုးရှိရတော့နော်ဒါဟန်ဒါဆန်ရဲ့လက်ကိုကျော်ပြီးတော့ဂိုးသွားနိုင်တဲ့ပုံစံမျိုးမှရှိရတယ်ဒါပေမဲ့မူဆာလာအနေနဲ့အဲသူ့အနေနဲ့လည်းပိတ်လိုက်တဲ့အနေအထားပေါ့နော်ဒါဟိုဖြတ်ထုတ်လိုက်တယ်လို့ဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးအနေအထားလေးပေါ့နော် ပြီးတော့ခုနရှုပ်ထွေးရဲ့ပက်တန်ဆိုတော့ခုနပြောဆိုကော်ဒီဂါဘိုအနေနဲ့လေအော်ဘယ်ကျမ်းမှာဝင်လာတဲ့အနေထားနေပြီးတော့နူမူဟာလေးဝင်လာတဲ့အနေထားမှာကျွန်တော်တို့ဒါစထရိုက်ကာနေရကစားတဲ့အနေထားရေအော်ဖာဘရီအော်ဖာဘရီကိုခီစာအနေနဲ့ကလေနံပါတ်1တို့မဟုတ် second striker ပုံစံမျိုးတွေပေါ့နော်နံပါတ်8ကိုတန်းလို့တွေရအဲ့ဒီကျွန်တော်တို့အရင်ကျွန်တော်တို့ clearance ပြီးခဲ့တဲ့ရာသီကမြင်နေရတယ်ဗျာသိရမလားဟိုဘယ်လိုပြောမလဲ sobo marker gravity ဆိုတော့ rotation triangle ကွင်းလက်အစုဖွဲ့ကြီးကပျောက်ဆုံးပြီးတော့အခုကဘယ်လိုဖြစ်နေလဲဆိုတော့ဟိုပွားထားနေတဲ့နံပါတ်10ဟိုအဲ့ဟိုအဲ့အဲ့ဘယ်လိုပြောမလဲအဲ့ဟို10ရုပ်ကစားသမားတွေကဒီကျွန်တော်တို့အဘီကုတ်ထိပ်ကြီးမှာအရင်ယူဟိုဘောလုံးမထွက်ဖ ೇನೆ များနေတာပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးကိုကျွန်တော်မြင်နေပေါ့လေပြီးတော့နောက်တစ်ခုကဟိုဟိုဟိုနီပီယာကလစနာရဲ့အသင်းကိုကျွန်တော်တို့ဒါဖြိုဖျက်ဖို့အတွက်ကိုအမျိုးမျိုးသောလူစားလဲမှုတွေလုပ်ပင်မယ်လေ ်ပလေယာတွေအနေနဲ့ကတပွဲတည်းမှာပဲကျွန်တော်တို့ဒါရှုပ်ထွေးတဲ့ကစားပုံအဓိကဆိုပူပြဆိုပူတော်တော်လေးဟိုပင်မန်းတယ်ပေါ့လေပင်မန်းတယ်အဲတက်တစ်ကဲအပြောင်းလဲအရာကိုဒါလုံးဝ primary role မဟုတ်တဲ့အနေထားတွေမှာတပွဲတည်းမှာချိန်ပြီးကစားရတာဖြစ်တဲ့အတွက်ကစားသမားတွေအနေနဲ့ကဟိုဘယ်လိုမလဲဟို misunderstanding တွေဖြစ်နေတာပေါ့လေအဲ့လိုအနေထားမျိုးကနေပဲကျွန်တော်တို့ဒါရှုံးခဲ့ရတယ်လို့ပြောရမှာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့အများကြီးတော့ဟို မပြောတတ်တဲ့ဥပမာကြည့်လားအမားတွေကများနေလို့ကြည့်လား player တွေကတူချင်းမှားတာတွေကလည်းများနေတယ်လို့နီးပြအနေနဲ့ဒီပွဲပေါ်မှာဟိုဘယ်လိုပြောမလဲဟိုပြာပြာခတ်နေရလို့ထင်တယ်ဗောလေလူစားလဲမှုအပိုင်းတွေရောလှုပ်ချင်စောတွေများနေတာမျိုးရှိတယ်ဗောနော် quality player တွေရှိပြီမဲ့လက်ရှိချိန်ထိကတော့အဲ့ quality player တွေရဲ့အာ role and function တွေကတော့လက်ရှိလက်ရှိအချိန်ထိကတော့ဗောနော်အာနီးပြအနေ slot အနေနဲ့နည်းနည်းလေးတော့ handle လုပ်ဖို့လိုနေတယ်အဓိကကတော့ခုနကပြောဆို Florian Vasse ရဲ့ position တွေ အဲဆူပါစလိုင်းရဲ့ position ကျွန်တော်တို့ဒါဘယ်ချမ်း position လေးပေါ့နော်အဲဘယ်လိုပြောမလဲအဲ့ဒီအနေထားလေးပေါ့နော် player ရဲ့တော့ versatile တိုင်းဖြစ်တယ်ဆိုတော့ညာလေတပွဲထဲမှာအာယုံနောက်လောက်အောင်ဟိုဘယ်လိုပြောမလဲပြောင်းလဲပြီးကစားနေရတဲ့အသင်းရဲ့ဒီ pattern နဲ့ shape ကြီးကတော်တော်လေးတော့လွဲတယ်ဗျာဒါဒီပွဲစဉ်ကျွန်တော်ဒီပွဲစဉ်မှာကျွန်တော်အမြင်ပေါ့နော် ဆိုတော့တပွဲလေးရှုံးတာကိုတော့အရင်ကြီးတော့ဝေဖန်တာတော့မဟုတ်ဘူးပေါ့နော်ဒါကတော့ဒါရှုံးနိုင်ဆိုတာတော့ရှိမှာပဲပေါ့နော်တိုးတော်ညာလေးကစားသွားတဲ့ပုံစံကြီးကဟိုတဖက်ပဲလစ်ဖြစ်နေတာရေပေါ့နော်ပဲလစ်ဖြစ်နေတာလည်းတချို့ပဲလစ်ကိုကျွန်တော်အထင်သေးတဲ့ပုံစံနဲ့ပြောတာပေါ့ပေါ့နော်ပဲလစ်ကောင်းနေတိုးတော်ညာလေးဟိုပဲလစ်ပဲလစ်ကောင်းတာကိုကျွန်တော်တို့လိုက်မကောင်းနိုင်တဲ့အပြင်ဟိုဒီပွဲပေါ်မှာဘာမှကျွန်တော်တို့ဒါ control လုပ်လို့မရဘူး ျွန်တော်တို့ဘာမှလွှမ်းမိုးလို့မရတဲ့အနေအထားမျိုးတွေနေပဲပေါ့နော်ဝမ်ဝမ်ဆိုတဲ့အနေအထားမှာတော့ကျွန်တော်တို့အရင်ကျွန်တော်တို့ကမ်ပတ်နဲ့ပြန်လာမယ်ဆိုတော့ယုံကြည်ချက်မျိုးမရှိဘူးဒါပွင့်လင်းပြောရပွင့်လင်းပြောတာကျွန်တော်ကျွန်တော်ပွင့်လင်းပြောတာပေါ့နော်ဆိုတော့ဝမ်ဝမ်လောက်နဲ့ပြီးဖို့ပဲမျှော်လင့်နေတယ်ပေါ့နော်အဲ့လိုအနေအထားမျိုးတော့ဖြစ်တယ်ပေါ့ဆိုတော့ကစားပုံအရာရေအဲပဲလစ်ရဲ့ systematically ကြားရတဲ့ဒါမစ်ဘလော့နဲ့သူတို့ရဲ့ဒီ defense အာ ဒီဖန်ဒင်းစနစ်ကြီးကတကယ်ကောင်းလာဖြစ်တဲ့အတွက်ပေါ့နော်ဘာမှကျွန်တော်တို့လုပ်လို့မရဘူးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ဒါတည်တမတ်လောက်ရရင်တော့ပျော်ရမယ့်အနေအထားမျိုးဖြစ်နေလက်ရှိနေတာအဲ့ဒီအနေအထားကနေပဲကျွန်တော်တို့ဒါမပျော်နိုင်တော့ဘူးပေါ့နော်အာအကီတီးယားလေးပိတ်သွင်းသွားတဲ့အလုံးပေါ့နော်ဆိုတော့ဒီထက်ပိုပြီးလဲဘာမှမပြောတတ်တော့ဘူးပေါ့နော်ဆိုတော့တလိတလိနေမှာပွဲကြီးကကစားရဟိုကရွေချက်ပျောက်ဆုံးနေတဲ့အဲကစားသမားတွေနဲ့ရှုပ်ထွင်းလို့လာတယ်ပေါ့နော်ဒါနီးစနစ်ပိုင်းနေနဲ့အတူကျွန်တော်တို့ ဟိုဒုတိယပိုင်းမှာကမ်ဘတ်ပြန်မလာနိုင်တဲ့အပြင်ကိုဒီတိုင်းပဲ Palace အသင်းရဲ့လုံနိုင်စွာအပေါ်မှာပဲကျွန်တော်တို့ဒါရှုံးနေသွားခဲ့ရတယ်လို့ပဲပြောရမှာပေါ့နော်အဲ့လိုပုံစံမျိုးလို့ပြောရမှာပါကောမန်လေးအောင်ပျောက်သွားသလိုပဲ brother ကျွန်တော်များလိုင်းကြွားသွားတာမလို့ ရုပ်ပေါက်တယ်ဗျာနော်နည်းနည်းတော့ရုပ်ပေါက်တယ်နည်းနည်းတော့မဟုတ်ဘူးတော်တော်ရုပ်ပေါက်တယ်ဗျာနော်အဲ့လိုပုံစံမျိုးမှရှိတယ်ကိုမျိုးစုံမင်္ဂလာပါဗျကိုမျိုးစုံမင်္ဂလာပါကျွန်းကြီးကြီးနေဗျအတည်ရမလား palace အတွက်ကတော့တကယ်ထိုက်တန်ပါတယ်ဒီဘွဲစင်က palace အတွက်ကတကယ်ကိုထိုက်တန်နေသုံးမှတ် ဆိုတော့နီးပြဂလက်စနာလဲဂရီတီရဲလို့ပြောရမှာပေါ့နော်ပွဲမတိုင်ခင်မှာဒါလီဗာပူးအသင်းကိုသူ့အနေနဲ့နောက်ထပ်အဲ twin goal တွေရရှိအောင်ပေါ့နော်စွမ်းဆောင်နိုင်နေအဲ့ဒီအတွက်လဲပြင်ဆင်ထားပြီဆိုတဲ့အတိုင်းပဲတကယ်ဦးနီးပြဂလက်စနာကတော့တကယ်ဦးကျွန်တော်လေးစားတယ်ပေါ့နော်ဟိုသူ့အနေနဲ့ပြောတဲ့အတိုင်းပဲလီဗာပူးလို့အသင်းကြီးကိုပေါ့နော်ကျွန်တော်တို့အသင်းဘုံပေါ့ဗျာရွေချက်ပြောက်ဆုံးနေတဲ့ဒီပွဲစဉ်တပွဲထဲမှာပေါ့နော်ရွေချက်ပြောက်ဆုံးနေတဲ့အသင်းဘုံတကယ်ဦးနှစ်ကို twin နိုင်အောင်သူ့အနေနဲ့စွမ်းဆောင်ပြသွားတယ် အကောင်းဆုံးတော့ဒါကွင်းလေကစားဟန်ပေါ့နော်ကစားဟန်နဲ့တူအာနောက်တန်းကို solid ဖြစ်အောင်တကယ်ကိုတည်ဆောက်ပြီးတော့မှသာ Liverpool အသင်းရဲ့အားနည်းချက်တွေကိုအတုံးချပြီးတော့မှသာသူတို့ရဲ့အားသာတဲ့ပေါ့နော်ဒါကစားသမားတွေနဲ့အဲပြောမယ်ဆိုဒီပွဲစဉ်မှာဒီနီပြက်ကလစနာအနေနဲ့သူကစားသမားတွေရဲ့လုံနိုင်စွမ်းနဲ့ကစားသမားတွေရဲ့အထားအသူအတုံးပြမှုတွေကမှန်ကန်ပြီးတော့ကျွန်တော်တို့အနေနဲ့ကတော့ဒါလူစားလဲမှုအပိုင်းတွေမှာလဲရှုပ်ရှက်ခတ်စွာ ရိုးဝမ် function တွေရှုပ်ရှက်ခတ်ဆိုတာပေါ့နော်တူချင်းအားနေချက်တွေကနေပြီးတော့ဒီပွဲစဉ်ကကျွန်တော်တို့တော့ဒါ Titan နဲ့ရှုံးမွဲဖြစ်ခဲ့လို့ပြောရမှာလည်းဖြစ်တယ်ပေါ့နော်လာမယ့်ပွဲစဉ်မှာတော့ကျွန်တော်တို့เนี่ยဒီလိုအမားမျိုးတွေကိုတော့အဲဆက်ပြီးတော့မှားလို့တော့မရဘူးပေါ့နော်အတင်းကြီးနဲ့ပွဲအတင်းကြီးချင်းချင်းပွဲစဉ်တွေမှာကျွန်တော်တို့အလွဲချော်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြောကာပြီးပြောလို့ရပါမယ်1990ထိုက်တဲ့ပွဲစဉ်တွေအသုံးမှတ်ကျင်းတိပေါက်ရယူမယ်ပွဲစဉ်တွေမှာရမှတ်ဆုံးရှုံးခဲ့မယ်ဆိုလို့ရှိရင်တော့ဒါတော်တော်လေးကိုဘယ်လိုပြောမလဲ ဟို risk များတယ်ပေါ့လေအဲ့လိုပုံစံမျိုးလို့ကျွန်တော်ပြောရမှာပေါ့နော်ဟိုဆိုတော့လာမယ့်ပွဲစဉ်တွေမှာတော့ကျွန်တော်ဒါဒီကစားသမားတစ်တွေနဲ့ပတ်သက်လို့ကလည်း EKTK တယောက်လောက်ပဲအားရတယ်ဗျာသိလားဟိုကျွန်တော်ရှေ့ဗီဒီယိုတွေမှာလည်းပြောခဲ့သလိုပေါ့နော်ဆိုတော့ဒီ frame bound အနေနဲ့လည်းလိုအပ်ချက်အများစွာရှိတယ်အဲအသားမကျသေးဘူးဆိုပြီးတော့ပဲကျွန်တော်ဒါမြန်မာလိုသုံးနှုံးရမှာပေါ့ဗျာအဲ့လိုအဲ့လိုပုံစံမျိုးပေါ့ Florian Vas ကအစပေါ့နော်ဘာမှကျွန်တော်တို့ဒီဟိုကစားသမားတစ်တွေနဲ့ပတ်သက်လို့အစအစပေါ့လေအားရမှုတော့တိတ်တော့မရှိဘူးပေါ့နော်ဆိုတော့အင်း ပြီးကြတဲ့ရာသီကအဲကျွန်တော်တို့ကစားဟန်တစ်ခုတောင်မှပျောက်ဆုံးလာပြီးတော့ဗောနော်ပိုကောင်းလာမယ်လို့ထင်ခဲ့ပေမဲ့နည်းနည်းလေးခုနောက်ပိုင်းပွဲစဉ်တွေမှာရှုပ်ထွေးရဲ့ပုံစံမျိုးလေးတွေကိုမြင်ရအဓိကကွင်းလေပိုင်းရှုပ်ထွေးမှုလေးတွေကိုမြင်နေရတာဗောအဲ့ဒါလေးကိုဒါတတ်တတ်မတ်မတ်လေးဒီပြအနီစလော့အနေနဲ့ကစားသမားတွေကိုအာပိုဇီရှင်လိုက်ဗောနော် control လုပ်နိုင်မယ် handle ကောင်းကောင်းလေးလုပ်နိုင်မယ်လုပ်နိုင်မှုမျှော်လင့်တယ်ပေါ့လေအဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလို့တော့ကျွန်တော်ထင်ပါတယ်ပြီးတော့ပေးနေရတဲ့ goal တွေ ਨੇ ပတ်သက်လို့ပါလေဒါ Liverpool အသင်းရဲ့ level အနေအထားနဲ့မပေးသင့်တဲ့ goal တွေကိုပေးနေရတာပေါ့နော်အဲ့လိုပုံစံမျိုးတော့ကျွန်တော်မြင်တယ်အဲ defensive ၄ယောက်မှာကနောက်တန်း၄ယောက်ပေါ့ဗျာနောက်တန်း၄ယောက်မှာကကျွန်တော်တတိပုဂ္ဂလဆန်နေတည်ရမှာတယောက်နဲ့တယောက်စိတ်ကောင်းနေသလားအောင်းမိရတယ်ပေါ့နော်ဟို connection ကတော်တော်လေးလိုအပ်ချက်ရှိနေတယ်မျိုးရှိတယ်အဲ1 versus 1 marketing အားနည်းတယ် second ball တွေ clearance လုပ်တဲ့နေရာမှာလည်းတုံဆိုင်မှုတွေရှိတယ်အဲ့လိုပုံစံမျိုးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒီပွဲစဉ်အပေါ့ Okay ဆိုတော့ကျွန်တော် live လေးကိုဒီမှာပဲရနာခွင့်ပြုပါကျွန်တော်တို့ဒါပွဲပြီး30ချက် video လေးလည်းကျွန်တော်ထပ်ပြီးတော့ပေါ့နော်လုတ်ပေးပါမယ်ဆိုတော့ရှူပေးကြရညီကိုကျေးဇူးပါဗျဆိုတော့ဒီနေ့ဒီတစ်ပတ်ကတော့ကျွန်တော်တို့တော့ပေါ့နော်ရမဆုံရှုံကြရတဲ့အပတ်ဆိုတော့တိတ်တော့ပျော်ဖို့တော့မကောင်းဘူးပေါ့နော်ဆိုတော့ရှူပေးကြရညီကိုကွန်မန့်မေးကြရညီကိုကျေးဇူးပါဗျအလုံးမဲ good night ပါကျွန်တော်တို့ဒါနောက်ဗီဒီယိုလေးနဲ့ပြန်တွေ့ပါမယ် ားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ